မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်စစ်ကောင်စီကလာရှုံနဲ့ပြူးလင်မျိုးကိုစီရေးအရအချိန်မြင့်တိုက်ခိုက်ခံရနိုင်တဲ့အရေးပေါ်အခြေအနေဖြစ်သတ်မှတ်လိုက်တဲ့အမိန်ပေးညွှန်ကြားချက်တွေထွက်လာပြန်နေဆိုပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကနောက်ချုံမြို့နယ်အတွင်းမှာရှိတဲ့နောက်ဆုံးလက်ကျန်ဆက်စခန်းတွေဖြစ်တဲ့ခမာယာတိတိလေးနဲ့အမှတ်606ဒုံးတရင်နှစ်ခုကိုပြန်နယ်လေးဥဆောင်တဲ့ PDF မဟာမိတ်ပူပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲတပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေပြီဆိုတဲ့သတင်းပါဝင် ီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကလာရှုံနဲ့ပြူးလေမြို့ကိုစစ်ရေးအရာအချိန်မရွေးတိုက်ခိုက်ခံရနိုင်တဲ့အရေးပေါ်အခြေအနေဖြစ်သတ်မှတ်လိုက်တဲ့အမိန်ပေးညွှန်ကြားချက်တွေထွက်လာပြန်တယ်လို့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိုက်ကိုပြောပါတယ်ဇွန်လ25ရက်နေ့ကစပြီးမြောက်ပိုင်းညောင်မဟာမိတ်သုံးဘွဲ့ရဲ့ TNL တက်တွေနဲ့အတူ PDF ပူပေါင်းတက်တွေကနောင်ချိုကြောင်မဲ့တီဘောနဲ့မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်စခန်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လာတဲ့အချိန်မှာပဲစစ်ကောင်စီကဘီယူလင်းနဲ့လာရှိုးမြို့တွေကိုစစ်ရေးရအရေးပေါ်နေရာတွေအဖြစ်စစ်တပ်အတွင်းမှာတတ်မှတ်ကြေညာလိုက်တယ်ဆိုပါလေလက်ရှိမှာလာရှိုးနဲ့ဘီယူလင်းကိုအရေးပေါ်နေရာတွေအဖြစ်အမြင့်မပြတ်24နာရီအသင့်စစ်ရေးတတိရှိဖို့လုံခြုံရေးကင်းတွေနဲ့အမြဲတည်းပြုခိုင်းတဲ့တက်တွင်းညွန်ကြမှုတွေထွက်ရှိလာပြီးတက်မီသားစုဝင်တွေနဲ့အရာရှိစစ်သည်တွေကိုလည်းတက်ပြင်ပမထွက်ဖို့ ခยีမသွားဖို့နဲ့ခွင့်မပေးဖို့တွေကိုလည်းအကြောင်းကြားစာတွေထွက်ရှိလာပြီလို့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်။တစ်ဖက်မှာလည်းအကြံဖက်စစ်ကောင်စီကလာရှုံနဲ့ပြူးလင်းမြို့နှစ်ခုစလုံးမှာနေညာမပြတ်လုံခြုံရေးကင်းတွေထပ်မံတိုးမြှင့်လိုက်ပြီးစစ်အင်အားတွေကိုနိုင်ငံတော်ဝန်တပ်တွေကထုတ်နှုတ်အင်အားတွေနဲ့ပါအလုံးအရင်အင်အားတိုးမြှင့်ထားပြီးတော့အရင်ကတည်းကလာရှုံနဲ့ပြူးလင်းမှာစစ်အင်အားကိုထောင်နဲ့ချီပို့ထားတာတွေနဲ့လက်နက်ခဲယမ်းအမြောက်များဖြည့်တင်းထားတာတောင် အခုတပီးစစ်အင်အားထပ်မံတိုးချဲ့ချထားပြန်တယ်လို့စစ်ဘက်သတင်းရေးမိကပြောထားပါတယ်လက်ရှိမှာလည်းနိုင်ငံတော်ကစစ်တင်နန်းစင်ပြည်သူစစ်တွေစစ်မှုထမ်းဥပဒေနဲ့ခေါ်ထားတဲ့စစ်သားအစ်တတွေနဲ့စစ်မှုထမ်းဟောင်းတွေကိုပါလာရှုံနဲ့ပြူးလွင်ကိုပို့ထားပြီးနေမြေတွေထပ်မပသွားဖို့နဲ့ဆုံရှုံထားတဲ့နေမြေတွေကိုပါမဟာဗျူဟာနဲ့ပြန်လဲတိုက်ခိုက်သိမ်းပိုက်ဖို့အကြံဖက်မင်းအောင်လိုင်းကတက်အတွင်းမှာညွှန်ကြားထားပြီးမြေ ်အခု2029စစ်စင်ရေးအဆက်ဖြစ်ဇွန်လ25ရက်နေ့ကမှစတင်ခဲ့တဲ့စစ်စင်ရေးနှစ်ရက်အတွင်းမှာပဲစစ်ကောင်စီရဲ့တပ်စခန်း24ခုကိုဆုံးရှုံးလိုက်ရပြီးစစ်သုံးပန်းအဖြစ်ဖမ်းဆီးခံရတဲ့စစ်သားတွေနဲ့လက်နက်ခဲယံဆုံးရှုံးမှုတွေပါစစ်ကောင်စီကစတင်ကြုံတွေ့နေရပြီလေဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့နောက်ဆုံးလက်ကျန်စစ်စခန်းဖြစ်တဲ့ခမာရီယာ116နဲ့အမှတ်606ဒုံးတက်ရင်းနှစ်ခုကို တီအန်လေးဥဆောင်တဲ့ပီတီအမ်မာမိတ်ပူပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲတပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေပြီလို့စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိနောင်ချိုမြို့ကတော့တီအန်လေးပီတီအမ်မာမိတ်ပူပေါင်းတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီးမြို့ရင်းမှာတော်လှန်ရေးတပ်တွေကနေရာယူထားလိုက်ပြီးဖြစ်တယ်လို့တစ်ဖက်ကမြို့ပြင်မှာနောက်ဆုံးကြံနေတဲ့စစ်ကောင်စီရဲ့တစ်တလေတရင်နဲ့အမှတ်66ဒုံးတရင်ကိုတီအန်လေးပီတီအမ်မာမိတ်ပူပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲဝင်တိုက်နေပြီဆိုပါတယ်။ အဲ့ဒီစစ်ကောင်စီရဲ့ခမရရတစ်တစ်လေးတရင်နဲ့အမှန်606တုံးတရင်ဟာရက်စောက်အထွက်လမ်းမှာရှိတာဖြစ်တယ်လို့လည်းသိရပြီမနေ့ကညပိုင်းနဲ့ဒီကနေ့မနက်ပိုင်းအထိရာသီဥတုဆိုးရွားနေတဲ့ဂျာကပဲဒီကနေ့မနက်ပိုင်းမှာတော့တင်းနယ်လေး PD ရဲ့မဟာမိတ်ပူပေါင်းတပ်တွေကစတင်ဝင်းရောက်တိုက်ခိုက်နေပြီစစ်ကောင်စီလက်တက်ကရာသီဥတုဆိုးရွားနေတဲ့အတွက်လေကြောင်းပစ်ကူပေးဖို့အလွန်ခက်ခဲတဲ့အခြေအနေဖြစ်နေတယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ခမရ901နဲ့902တပ်ရင်းတွေကို DNL ဥဆောင်တဲ့ PDF မဟာမိတ်ပူပေါင်းတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲတပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေပြီလို့စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့ဇွန်လ28ရက်နေ့မနက်ပိုင်းမှာပဲကြောင်မဲမြို့နယ်ဘက်မှာလည်းနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီရဲ့ခမရ901နဲ့902တပ်ရင်းနှစ်ခုကို DNL ဥဆောင်တဲ့ PDF မဟာမိတ်ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်နေပြီး ကြောင်မဲမြို့ပေါ်မှာတော့တော်လန်ရေးတပ်တွေကနေရာယူထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။အဲဒီကြောင်မဲမြို့နယ်မှာနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီရဲ့ခမရ901နဲ့902တပ်ရင်းနှစ်ခုကိုတော်လန်ရေးတပ်တွေသိမ်းပိုက်ပြီးရင်တော့ကြောင်မဲမြို့နယ်တစ်ခုလုံးဟာစစ်ကောင်စီကင်းစင်နယ်မြေဖြစ်လာမှာဖြစ်တယ်လို့လည်းသိရပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကကြောင်မဲမြို့မှာသူတို့တပ်စခန်းတွေသိမ်းပိုက်ခံရပြီးတဲ့နောက်မှာပဲဘာမှမဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရရက်ွက်တွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့် နှစ်ရက်ကွက်ခုနှစ်ရက်ကွက်နဲ့ရှုကင်းတာဘတ်တွေမှာဘုံသီးတွေကြောက်ရောက်ပောက်ကွဲခဲ့ပြီးရဲသားပြည်သူ၄ဦးသေဆုံးသွားခဲ့ရတဲ့အပြင်ပြည်သူ15ဦးဝင်းကျင်နဲ့ဒဏ်ရာရထားတယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာလည်းမန္တလေးတိုင်းမိုးကုံမြို့နယ်ကရဲသားပြည်သူတွေနေထိုင်ရာရက်ကွက်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျဲသွားတဲ့အတွက်လူနေအိမ်ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခေတ်တွေကိုပြောပါတယ်ဇော်လ25ရက်နေ့ကစပြီးမိုးကုံမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် မနေ့ကဇွန်လ26ရက်နေ့ညပိုင်းမှာတော့အကြံဖက်စစ်ကောင်းစီတက်ကဘုကုံမြို့နယ်မှာရှိတဲ့အရတပီသူတွေနေထိုင်ရာရက်ွက်တွေတဲကိုလေရင်နဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်းစီလေရင်ကကျဲချလိုက်တဲ့ဘုံတွေဟာမိုးကုံမြို့နယ်အနောက်ပိုင်းရွှေမြင်ဝင်းမစိုးရင်တဝိုက်နဲ့ကျက်ပြင်းမြို့မှာရက်ွက်တွေမှာကြက်ရောက်ပောက်ကွဲခဲ့ပြီးနေအိမ်တွေနဲ့ထိခိုက်ပျက်စီးမှုတွေရှိထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။လက်ရှိမှာတော့ မိုးကုတ်မြို့နယ်အနောက်ပိုင်းကနေတဆင့် TNL ဥဆောင်တဲ့ PDF မဟာမိတ်ပူပေါင်းတက်တွေဟာမိုးကုတ်မြို့ဒဲအထိထိုးဖောက်ဝင်ရောက်လာနေပြီးစစ်ကောင်စီရဲ့တပ်စခန်းတချို့ကိုလည်းသိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်ခင်ဗျတပ်ဖက်မှာတော့နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဝင်ဝင်းနေမီတာယုံဆရာတော်ကိုအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်လိုက်ပြီးတဲ့နောက်တန်ခါတော်တွေဟာစစ်ကောင်စီကိုပတ္တနီကုစနကန်ဆောင်တပိတ်မှောက်လာကြရမှာစကိုင်းမြို့နယ်မှာဆိုရင်စစ်ကောင်စီကိုတပိတ်မှောက်လာတဲ့တန်ခါတော်တွေဟာမြို့နယ်၅ခုအထိရှိလာပြီလို့သိရပါတယ် အဲ့ဒီလိုအကြံဖက်စက်ကောင်စီကိုတပိတ်မှောက်လာတဲ့တန်ငါဒေါ်တွေဟာဇွန်လ23ရက်နေ့က6ဦးမြို့နယ်ကတန်ငါဒေါ်တွေဇွန်လ24ရက်နေ့မှာတပယ်ရင်မြို့နယ်ဇွန်လ25ရက်နေ့မှာဒဇယ်မြို့နယ်နဲ့စလင်းကြီးမြို့နယ်ဖြစ်ပြီးဇွန်လ26ရက်နေ့ဖြစ်တဲ့မနေ့ကတော့စကိုင်းမြို့နယ်တန်ငါဒေါ်တွေပါပါဝင်လာပြီးလက်ရှိမှာစက်ကောင်စီကိုအဆက်အဆက်မပြုတ်တော့တဲ့တန်ငါဒေါ်တွေရဲ့ကန်ဆောင်တပိတ်မှောက်လာကြတာဟာမြို့နယ်9ခုအထိရှိလာပြီးဖြစ်တယ်လို့သိရပါတယ်ဒီကနေ့ဇွန်လ28ရက်နေ့မှာတော့ အကြံဖက်စကောင်စီကတပ်ဖြတ်လိုက်တဲ့နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ဝင်ဝင်းနေမိတာယုံဆရာတော်ရဲ့ရုပ်ကလက်တော်ကိုမိသူโจမှာဖြစ်ပြီးဇာပနနောက်ဆုံးနေ့ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ချစ်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ